ာရီဝက်ကြော်ကြော်လောက်တရားနာပြီးတော့မိနစ်20လောက်တရားဘာဝနာများကြိုးစားကြမယ်အဲ့တော့ဒီကနေ့တနေ့သာစွန့်လို့ထားကြတဲ့စွန့်လို့ရှင်တွေလည်းပဲအကြောင်းကို လာနိုင်ကြတဲ့အတွက်ကြောင့်အနုမောဒနာတရားစကားလေးလည်းနည်းနည်းပြောရမယ်ပေါ့နော်အနုမောဒနာတရားစကားဆိုတာကိုပြုလိုက်တဲ့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့ ကုသိုလ်ရှင်များဝမ်းသာတဲ့စိတ်ကြည်နိုးတဲ့စိတ်နဲ့ကုသိုလ်စိတ်စောတွေထက်တန်စေဖို့ပုံပုံပြီးတော့အကျိုးပေးကြီးမားဖို့ဆိုပြီးတော့ဝမ်းသာပဲဝမ်းမြောက်ဖွယ်တရားစကားပြောပြတာကိုအနုမောဒနာစကားလို့ခေါ်တယ်နော်ရှောက်ဤတွေလည်းပဲအခါအလေဝစွာဒါနာကောင်းမှုကိုပြုနေကြတာဖြစ်တဲ့အတွက်ကြောင့်မိမိတို့နဲ့မသက်ဆိုင်မှုလို့ဒီလိုသဘောမထားပဲနဲ့ နုမောဒနာတရားကိုလည်းနားကြရမယ်ပေါ့အဓိကယောဂီတွေကိုဦးစားပေးပြီးတော့ဟောတဲ့တရားဖြစ်တဲ့အတွက်ကြောင့်လည်းပဲစဉ်းစားရအောင်နဲ့ကိုကြိုးစားအထုတ်နေတဲ့လုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့တရားစကားတွေလည်းပါမယ်ပေါ့တဏှာကောင်းမှုပြုကြတဲ့တရားတာကုလို့ရှင်တွေကလည်းပဲအဲ့ဒီလိုလေးနေတဲ့ မြင့်မြတ်တဲ့လုပ်ငန်းစဉ်နဲ့တရားဘာဝနာနဲ့ပတ်သက်တဲ့တရားစကားတွေကိုလည်းနာယူမယ်ပေါ့နော်ဒီကနေ့သာသနာတော်နှစ်2563ခုကောဇာတကြီး1381ခုဝါဇိုလာဇန်နေ့ရက်2019ခုနှစ်ဇူလိုင်လ3ရက်ပုဒ္ဓဟူးနေ့နန္ဒခင်ခါကာလမှာရန်ကုန်တိုင်းဒေသကြီး လက်ကိုမျိုး ရှမတင်ကျေးရွာတစ္ဆာရွှေစီကျောင်းတိုက်တွင်မှာဆင်းကျင်းပါကြတဲ့ခொနရတတရားစကားပွဲမှာနန္ဒခင်ခါကာလအနုမောဒနာတရားစကားများနဲ့တရားဘာဝနာကိုနာယူကြိုးစားပွားများ အထောက်ကြမဲ့အချိန်ကာလမှာအလုံးသောကုသိုလ်ရှင်များအတွက်တရားဒေသနာများဥရှင်တို့မြတ်စွာဘုရားရဲ့အစုံမနဲ့အညီ နာယူရမယ်ကြည်ညိုရမယ်ပေါ့အဲ့တော့ဦးဇင်းတို့တာနာကောင်းမှုပြုရတဲ့ကုလိုရှင်တွေအနေနဲ့ဝန္တာဘောရာကြည်ညိုဘောရာကမတို့လှူဒန်းလိုက်တဲ့အစာအာဟာရကိုဖုံးပေးတုံးဆောင်ပြီးတော့တန်ဃာတော်တွေရောတိလရှင်တွေရောယောဂီတကာကြီးတကမာကြီးတွေရော မြင့်မြတ်တဲ့ဘာဝနာလို့ကိုတနေ့တာချက်ချင်းတာလာလုံနိုင်ကြတယ်။ဒါကြောင့်တို့မြင့်မြတ်တဲ့လုပ်ငန်းစဉ်ကိုလုပ်တဲ့နေရာမှာတို့ဟာအထောက်အကူပြုရတယ်ဒါကြောင့်တို့လည်းပဲမြင့်မြတ်တဲ့ကောင်းမှုကိုပြုရရောက်တယ်လို့အဲ့ဒါလိုလေးတွေးပြီးတော့ဝမ်းသာစေခြင်းနဲ့ပေါ့နော်အဲ့တော့အဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ယောဂီတို့အမြဲတမ်းကြာဘူးနာဝရှိနေကြတရားလေးတစ်ပုဒ် ်သင်္ဂုတ္တပါဠိတော်စက္ကနိပတ်မှာလာပါတယ်ဆလင်ကတမနာကတသုတ်တံနဲ့ယဟန်တော်တွေကိုမြတ်စွာဘုရားဟောခဲ့တာယဟန်တို့တဲ့အလှူပေးတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ၃ချက်အလှူခံတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ၃ချက်အင်္ဂါရဲ့၆ချက်နဲ့သာအလှူဒါနကောင်းမှုတစ်ခုကိုဖြစ်အောင် ပြုနိုင်မယ်ဆိုလို့ရှိရင် အဲ့ဒီအလိုဒါနရဲ့အကျိုးပေးဟာဘယ်၍ဘယ်မျှရှိတယ်လို့တိုင်းတာချင်းတွေ့လို့မရနိုင်ဘူးတဲ့ဥပမာမဟာသမုဒ္ဒရာမှာရှိတဲ့ရေကိုတိုင်းတာချင်းတွေ့လို့မရနိုင်တယ်လို့မျိုးပဲတဲ့သမုဒ္ဒရာထဲမှာရေတွေဘယ်နှပုံးရှိတယ်ဘယ်နှကားလန်ရှိတယ်ဆိုတာကိုတိုင်းတာဖို့လွယ်ပါမလားလွယ်ပါပါ အဲ့လိုပဲတဲ့အလှပေးတဲ့ပုဂ္ဂိုလ်ကအင်္ဂါရက်၃ချက်အလှခံတဲ့ပုဂ္ဂိုလ်ကအင်္ဂါရက်၃ချက်အင်္ဂါရက်၆ချက်နဲ့သာညီညွတ်အောင်ဒါနကောင်းမှုကိုပြုနိုင်မယ်ဆိုရင်အဲ့ဒီဒါနကောင်းမှုရဲ့အကျိုးပေးဟာလည်းပဲတိုင်းတာရေးတွက်လို့မရနိုင်ဘူးတဲ့အလွန်ကြီးကျယ်တယ်ပေါ့နော်အဲ့တော့အလှပေးတဲ့ပုဂ္ဂိုလ်ဘက်ကအင်္ဂါ၃ချက်ဆိုတာဘာပြောတာရောပုပ္ပမုံစာအပ္ပရစေတနာစေတနာ၃ဌာနမှာဖြူစင်တန်ရှင်းအောင်အပြည့်ကင်းအောင်ကြိုးစားတာကိုပြောတာ မလူခင်ရှိဖို့မှာငါလှူအောင်မယ်ဆွန့်လွတ်အောင်မယ်လို့တွေးတောကြံစပ်ပြီးတော့ဖြစ်ပေါ်နေတဲ့စေနာကိုပုပ္ပစေနာလူနေစေဆွန့်လွတ်စေအခိုက်အတန့်မှာဖြစ်ပေါ်နေတဲ့စေနာကိုမုံစားစေနာလူတန်းပြီးတဲ့နောက်မှာဝမ်းမြောက်မှုဝမ်းသာမှုကြည်နုမှုနဲ့တွေးတောပြီးတော့ဖြစ်ပေါ်နေတဲ့စေနာကိုကြတော့အပ္ပရာစေနာအဲ့ဒါလို့မလူခင်လှူစေလှူပြီးပုပ္ပမုံစားအပ္ပရာစေနာသုံးတာမှာ ရှားကဒေါသမောဟညစ်ကတွေ့တာမှုမကျေနပ်မှုတွေ့ပေမိုင်မဲမှုလို့ဆိုတဲ့အညစ်အကြေးတွေမကပ်အောင်ဖြူရှင်တန်ရှင်းအောင်လုံနိုင်ရင်အဲ့ဒါအလှပေးတဲ့ပုဂ္ဂိုလ်ဘက်ကပြည့်စုံရမယ်အင်္ဂါရ၃ကျင်းနဲ့ညီညွတ်တယ်လို့ဆိုရတယ်ဟုတ်လားဒါကြောင့်အလှဒါနရဲ့အကျိုးကျေးဇူးကိုသိမြင်တဲ့ပညာရှိရှုပြီးတော့ဥသိပြီးတော့ဒါနာကောင်းမှုကိုပြုရမယ်အာဒီလိုလှူလိုက်တယ်လို့သူများသိသိချင်းတဲ့စိတ်တွေမလာစေဘဲနဲ့ ျုပ်စွာအဆုံးအလှူဒါနရဲ့နောက်တစ်ချိန်မှာဖြစ်ပေါ်လာမဲ့ကောင်းကျိုးကိုတောင်းမမက်မောပဲနဲ့ဒါဟာပညာရှိသူတော်ကောင်းကြီးတွေလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေမုံမြတ်တဲ့အလုပ်တွေတန်တရာဝတ်ကထွမြောက်ရထွမြောက်ကြောင်းအလုပ်တွေဆိုပြီးတော့ညီကတွေ့တာမှုလောဘကိုဖျက်တော့ပြီးတော့နော်သူတော်ရဲ့ပုံမှန်မထင်မဲ့မြင်ပြူတာမျိုးတွေမပါစေဘဲနဲ့အဲ့ဒါလိုရာဂဒေါသမောဟအငြိအကြီးကင်းအောင် ပုဗ္ဗမောစအပရစေနာစေနာသုံးနာမှာစင်ကြယ်စေအောင်ကြိုးစားနိုင်ရမယ်ပေါ့နော်။ဒါဆိုလို့ရှိရင်အလှူပေးတဲ့ပုဂ္ဂိုလ်ကအင်္ဂါရ၃ရက်ပြည့်စုံသွားတယ်။အထူးပြုပြီးတော့ပြောရင်တော့အလှူရှင်များဝန်တာဖို့အဲ့ဒါပါလဲဆိုတော့အလှူခံပုဂ္ဂိုလ်ကပြည့်စုံရမယ်အင်္ဂါ၃ရက်ဟုတ်လား။အလှူခံရတဲ့ပုဂ္ဂိုလ်တွေကိုလှူတာတဏ္ဍာကိုဖုံးပေးကြတဲ့သုံးဆောင်ကြတဲ့ပုဂ္ဂိုလ်တွေဘယ်လိုအင်္ဂါရက်တွေနဲ့ပြည့်စုံရင်ဒါနရှင်တွေအတွက် ကောင်းကျိုးချမ်းသာပို့ပြီးတော့ကြီးကျယ်လာမလဲနံပါတ်1ရာဂကင်းတဲ့ယန္တာတော့လည်းဖြစ်ရမယ်သို့မဟုတ်ရာဂကင်းအောင်နီးမှလမ်းမှစ조사အထုံနေတဲ့သူတော်ကောင်းတော့လည်းဖြစ်ရမယ်ရာဂဆိုတာဆွဲမဲ့မှုကိုပြောတာအာယုံကိုစိတ်ထဲကနေဆွဲနေတာဟုတ်လားမြင်ချင်းနေတာမမြင်ရမနေနိုင်တဲ့အဆင့်ထိရောက်အောင်ဆွဲနေတာကြားချင်းနေတာအနက်နေရားချင်းနေတာစားချင်းတောက်ချင်းနေရတွေးထီချင်းနေတာ အဲ့ဒါပါလေတော့ယာကနော်နောက်ဒေါသကင်းတဲ့ရန်တာတော့လည်းဖြစ်ရမယ်သူမဟုတ်ဒေါသကင်းအောင်နိမလမှန်စူးစမ်းနေတဲ့သူတော်ကောင်းတော်လည်းဖြစ်ရမယ်တဲ့ဒါနံပါတ်နဲ့အင်္ဂါဒေါသဆိုတာဘာတော့စိတ်ထဲမှာအဆင်မပြေမှုမကျေနပ်မှုစိတ်တိုင်းမကြမှုဒါဒေါသတွေပဲနော်အဲ့ဒါကင်းအောင်ကျင်းတဲ့ပုံကိုဖြစ်ရမယ် ။နောက်နံပါတ်3ကပါတယ်တော့မောဟကင်းတဲ့ယဟန္တာတော်လည်းဖြစ်ရမယ်သို့မဟုတ်မောဟကင်းအောင်နီးမှလမ်းမှကြိုးစားအထုတ်နေတဲ့သူတော်ကောင်းတော်လည်းဖြစ်ရမယ်တဲ့။အဲ့တော့ခုယောဂီတွေဟာကိုကြိုးစားအထုတ်နေတဲ့လုပ်ငန်းစဉ်ရဲ့စွန့်ရည်တက်တွေကိုဘုရင်တို့ပြောနေတာကိုကြားရသောအဖြစ်၎င်းတခြားတခြားသောဆရာတော်များဟောတာကိုကြားရသောအဖြစ်တော်၎င်း ကိုကြိုးစားအထုတ်နေတဲ့လုပ်ငန်းဟာရာဂဒေါသမောဟကိုနှေးပါစေနိုင်တဲ့နောက်ဆုံးချုပ်ငိမ့်သွားစေနိုင်တဲ့တစ်ခုတည်းသောအကျင့်မြတ်ဖြစ်တယ်ဆိုတာကိုယုံလဲယုံကြည်ကြပါသားနားလဲနားလဲထားကြပါသားဟုတ်လားအဲဒါကြောင့်မလို့ဒီမြင့်မြတ်တဲ့အလုပ်ကိုမလုပ်နေရတာတော့ကြိုးစားနေရတာဟုတ်လားဒါကြောင့်မလို့အလုပ်ရှင်များအနေနဲ့ဒုဘကပြည်စုံရမယ်အင်္ဂါရ၃ချက်ကိုလောကပြည်စုံအောင်တာဝန်ယူပြီးတော့ဆောင်ရွက်မယ် တို့လှူတာတဏ္ဍာကိုအလှခံကြတဲ့ပုံပေသုံးဆောင်ကြတဲ့ယောဂီတွေကလည်းပဲသူတို့ဘက်ကပြည့်စုံရမယ်အင်္ဂါရ၃ချက်ကိုသူတို့ပြည့်စုံအောင်ညီညွတ်အောင်ကြိုးစားအထုတ်နေကြတယ်လို့တွေးကြည့်မယ်ဆိုရင်ကိုလှုပ်လိုက်တဲ့ဌာနကောင်းမှုရဲ့တန်ဖိုးကိုမြင်ပြီးတော့ဝမ်းသာဖို့ရဝမ်းမြောက်ဖို့ရမဖြစ်နိုင်ဘူးလားဖြစ်နိုင်ရဲ့နော်တရက်ကို၆ချိန်လောက်နော်တဏ္ဍာရီလောက်ထိုင်ထိုင်ပြီးတော့ သူတော်ကောင်းတရားကိုကြိုးစားအထုတ်နိုင်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးเนาะဟုတ်လားအေးဒါကြောင့်ဒါကအလှရှင်များအနေနဲ့ဝမ်းသာဖို့ဝမ်းမြောက်ဖို့ပြောပြတာဟုတ်လားအဲ့ဒါလို့လှူပေးတဲ့ပုဂ္ဂိုလ်လှူခံတဲ့ပုဂ္ဂိုလ်ကိုတာဝန်ကိုအသေးသေးညင်ညွတ်အောင်ဆောင်ရွက်နိုင်ကြမယ်ဆိုလို့ရှိရင်ဒီလိုဒါနာကောင်းမှုကောင်းမှုမျိုးရဲ့အကျိုးဆက်ဟာသမုဒ္ဒရာကြီးကိုတိုက်တာချင်းတွယ်လို့မရနိုင်တဲ့လိုမျိုး ီဒါနာကောင်းမှုရဲ့အကျိုးဆက်ဟာလည်းတိုင်းတာချင်းတွေလို့မရနိုင်ဘူးလို့အဲ့လိုမြတ်စွာဘုရားဟောတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒမာဆ်လ်ပြီော့ဒီအခုပြောလိုက်တဲ့အချက်ကလေးနဲ့လည်းဆက်ဆက်နေတဲ့ယောဂီတို့ကြိုးစားအထောက်နေတဲ့လုပ်ငန်းစဉ်တွေလည်းပဲအဝံအဝံခွင့်ကြဖြစ်နေတဲ့တရားဒေသနာလေးနှစ်ပုဒ်ပြောပြမယ်။နောက်ကျန်တဲ့အချိန်လေးမှာတရားဒေသနာနှစ်ပုဒ်ပြောမယ်။ တရားလေးတွေကအတူချုပ်ပြီးတော့ပြောလိုက်ရင်လည်းပဲထိတိမိမိနဲ့အချိန်တိုလေးတွေမှာလိုရင်းရောက်ပါတယ်ဟုတ်လားဒါကြောင့်အပြည့်အဝအာယုံဆိုင်ပြီးတော့နာယုံကြရတယ်နော်အဓိကပြောရင်တာကဦးဇင်းတို့ယေရှုဘုရားလက်ထက်ကပရဝိုက်တယောက်ကရှင်အာနန္ဒာကိုမေခွန်းသုံးချက်မေးတာအဲ့ဒါကိုအဓိကပြောရင်တာသူမေးတဲ့မေခွန်းသုံးချက်က အရှင်ဘုရားအာနန္ဒာတဲ့ကေတံတော်ဗန္တိအာနန္ဒာဓမ္မောသက္ခာတော်ကေလောကေသုပတိပန္နောကေလောကေသူကတာတိဓာတုရဲ့မေခွန်လေး၃ချက်ဗန္တိအာနန္ဒာအရှင်ဘုရားအာနန္ဒာတဲ့တော့လောကီ လောကကြီးမှာကေတံအဘယ်သူတို့ဤဓမ္မောတရားသည်သက္ခာတော်ကောင်းစွာဟောအပ်တော်တရားမြည်ပါသလေတဲ့ပုဂ္ဂလဒိဋ္ဌံနဲ့မေးတာနော်လောကမှာဘုသူရဲ့တရားအကောင်းဆုံးဟောတာတဲ့တရားလို့ရှုမလဲတဲ့ စိတ်ဝင်စားစရာပဲဟုတ်လားသူမေကွန်ကနောက်ဒုတိယမေကွန်ကကေလောကေသုပတိပန္နောလောကေလောကမှာကေအဘယ်သူတို့ဒီသုပတိပန္နောကောင်းစွာကျင့်ကြတဲ့ပုဂ္ဂိုလ်တွေလို့ဆိုရမလဲတဲ့ဘသူတွေဟာကောင်းကောင်းကျင့်နေကြတာလေတဲ့နှစ်ချက်ရှိရင်နော်နောက်တတိယမေကွန်ကကေလောကေသုကတာတိ လောကီလောကမှာကိအဘယ်သူတို့သည်သူကတာကောင်းစွာကျင့်ကြည်ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်တဲ့ဘုသူတွေဟာတကယ်ကိုပြီးမြောက်အောင်เนาะအဆုံးတိုင်အောင်ကျင့်ပြီးသားပုဂ္ဂိုလ်တွေလို့ပြောရမလဲတဲ့မိဘဘယ်နှချက်တော့သုံးချက်သူအတော်လင်းနေတယ်လောကမှာဘုသူရဲ့တရားဟာအကောင်းဆုံးဟောထားတဲ့တရားလို့ပြောမလဲဂျူဝါဒတိတိရှိတာပဲလေလောကကြီးဟုတ်လား ောက်ပြီးတော့ဘာတော့ဘသူတွေဟာကောင်းကောင်းကျင့်နေကြတာလေနောက်ပြီးတော့ဘသူတွေဟာကောင်းကောင်းကျင့်ပြီးကြတဲ့ပုံကိုယ်တွေလေတဲ့အဲ့ဒီမေခွန်း၃ချက်ရဲ့အဖြေဟာစိတ်ဝင်စားစရာရှိရနော်အဲ့ဒီအဖြေတွေကိုပုံမူပြီးတော့ရှင်းရှင်းလင်းလင်းနားလည်ဖို့ဘဝင်ကြနိုင်ဖို့အတွက်ဒီအဖြေတွေကိုမပြောသေးခင်မှာအစကနဦးရှားကဒေါသမောဟတို့ရဲ့ တို့ရဲ့အပြစ်အနာစာတို့ရဲ့တဘာဝကိုမြတ်စွာဘုရားဟောတတ်တာလေးကိုအနှစ်ချုပ်ပြီးတော့အရင်တို့ပြောမယ်ဟုတ်လားဘာရဲ့ဘာရဲ့ဘာရဲ့ရှားကရဲ့ဒေါသရဲ့မောဟဆိုတဲ့တုန်းကအလိုခံကြတဲ့ပုံကိုယ်တွေရဲ့တက္ကပြည့်စုံရမယ်အင်္ဂါရ၃ချက်ထဲမှာ ရှားကဒေါသမောဟကင်းတဲ့ယဟန္တာတော့လည်းဖြစ်ရမယ်သူမဟုတ်ရှားကဒေါသမောဟကင်းအောင်နှီးမှလမ်းမှကြိုးစားနေတဲ့သူတော်ကောင်းတော့လည်းဖြစ်ရမယ်လို့ဆိုခဲ့တယ်နော်အဲ့တော့ဒကာမတို့လုပ်နေတဲ့လုပ်ငန်းစဉ်ကအဲ့ဒီဆွဲမဲမှုမကျေနပ်မှုမိုက်မဲမှုမတိမှုဆိုတာတွေကိုနေပါအောင်ချုပ်ငင်းအောင်နောက်ကျင့်ကြံကြိုးကိုအထုတ်နေတာကိုအကျင့်ဟာအဲ့ဒီလိုမျိုးစွန့်ရည်တက်တည်ရှိနေတာဆိုတာကိုဦးဇင်းတို့တွေရှင်းရှင်းလင်းလင်းနားလည်ထားကြပြီသားဟုတ်လား အဲ့မှာခုဆက်ပြီးတော့ဗာပြောမအောင်ဆိုတော့အဲ့ဒီຢာကဒေါသမောဟတို့ဟာဘလို့သဘာဝရှိတယ်လဲဘလို့သဘောရှိတယ်လဲဆိုတာလေအကြမ်းမြင်အဖြစ်တော့ဒါတွေဟာမကောင်းတဲ့တရားတွေပဲပူလောင်စေတဲ့တရားတွေပဲလို့သိထားကြပြီးသားပါပဲ ဟုတ်လားသို့တော့စနစ်တကျမြတ်စွာဘုရားကຢာကဒေါသမောဟရဲ့သဘာဝကိုဘလို့ပြောထားတယ်လေအဲ့ဒါလေးကိုမှတ်သားစေခြင်းဟုတ်လားရှာကရဲ့ဒေါသရဲ့မောဟရဲ့ဒီတရား၃မျိုးကို မြတ်စွာဘုရားကသူတို့ရဲ့အပြစ်သူတို့ရဲ့တဘာဝကိုပြောတဲ့အခါမှာ ပုံစံတူပြောတာလေအဲ့ဒါစိတ်ဝင်စားတဲ့အကောင်။ຢာကလည်းဒီတိုင်းပဲဒေါသလည်းဒီတိုင်းပဲမောဟလည်းဒီတိုင်းပဲသူတို့ရဲ့အပြစ်ကတူတယ်။ຢာကရဲ့အပြစ်ကိုပြောလိုက်တဲ့အတိုင်းဒေါသအပြစ်ကလည်းဒီတိုင်းပဲမောဟအပြစ်ကလည်းဒီတိုင်းပဲဒီဒေသနာထဲမှာ။ဒါကြောင့်ຢာကတစ်ခုရဲ့အကြောင်းကိုပေးတဲ့တို့ကောင်းကောင်းမှတ်လိုက်မယ်ဆိုလို့ရှိရင်ဒေါသနဲ့မောဟလည်းဒီတိုင်းပဲလို့အနှစ်ချုပ်ပြီးတော့သွားမှာနော်။အေးအဲຢာကကိုမြတ်စွာဘုရားဘယ်လိုပြောထားတော့ ရတောခောပြမနာရာဂိနအဘိဘူတောပရိယဒိနစေတောအတ္တပြဘာရယပိစီတိတိပရပြဘာရယပိစီတိတိဥပယပြဘာရယပိစီတိတိစေတတိကံပိဒုက္ခံဒေါမနတံပရိတံဝေတီတိတဲ့ဒါတပိုက်ပုံနာတဲ့ပုံနာတယောက်ကမြတ်စွာဘုရားကိုမေးလို့ဟောတဲ့ဒေသနာမှုပုံနာလို့ခေါ်ပြီးတော့ဟောတာပြမနာပုံနာတဲ့နော် ာဂေနအဘိပူတော်ဆွဲမဲ့မှုယာကဖြင့်နှိမ့်ဆက်ခြင်းခံရသောပရိယဒိနစီတော်စိတ်ထဲမှာအမြဲတမ်းယာကတွေလွှမ်းမိုးနေမယ်ဆိုလို့ရှိရင်ရတောအဲ့ဒါလိုဆွဲမဲ့နေတဲ့ပုဂ္ဂိုလ်ဟာအတ္တပြာပါရယပီစီတီတီတဲ့ကိုကိုကိုပူလောင်ပင်မအောင်လုပ်တယ်တဲ့ပရပြာပါရယပီစီတီတီတဲ့သူတို့ဘာကိုလည်းပဲပင်မအောင်လုပ်တယ်တဲ့ ွဲ့မဲ့မှုကြီးလာပြီးရှင်ကိုကိုကိုပင်မအောင်လုပ်တယ်သူများကိုပင်မအောင်လုပ်တယ်ဥပယဗျာပါဒယပိစီတိတိမိမိသူတို့ဘာနှစ်ဦးသားကိုပင်မအောင်လုပ်တယ်တဲ့ပြီးတော့ဘာဖြစ်တော့စေတသိကံပြီးဒုက္ခဒေါမနတံပိတံဝေတီတိတဲ့ကိုယ့်ရဲ့စိတ်ထဲမှာဆင်းရဲမှုစိတ်နှလုံးမသားမယားမှုကိုလည်းပဲအဲ့ဒီယာကားကဖြစ်စေတယ်တဲ့ဒါလက်တွေ့ကြရနားလေအောင်စူးစမ်းကြည့်ဟုတ်လား ဆွဲမဲ့မှုဖြစ်လာပြီဆိုရင်ကိုယ့်ကိုယ်ကိုပင်ပန်းစေတယ်သူတို့ဘာကိုပင်ပန်းစေတယ်မိမိသူတို့ဘာနှစ်ဦးသားကိုပင်ပန်းစေတယ်စိတ်မှာဒုက္ခဒေါမနတ္တကိုလည်းပဲခံစားရစီတယ်တဲ့ ရာဂေပဟိနေနေဝဋ္ဌဗျာပါရယပိစီတိတိနပရဗျာပါရယပိစီတိတိနဥပယဗျာပါရယပိစီတိတိနစိတတိကံဒုက္ခံဒေါမနတံပဋိတံဝေတိတိတဲ့အကယ်၍ຢာကဆိုတဲ့ဆွဲမဲ့မှုကိုသာပယ်လိုက်မယ်ဆိုရင်ကိုယ်ကိုယ်လည်းပင်မအောင်မလုပ်တော့ဘူးသူများကိုပင်မအောင်လည်းမလုပ်တော့ဘူးမိမိသူတို့ဘာနှုတ်သားကိုပင်မအောင်လည်းမလုပ်တော့ဘူးစိတ်မှဖြစ်ပေါ်လာတဲ့ဒုက္ခဒေါမနတကိုလည်းမခံစားရတော့ဘူးတဲ့အော်ဒါတစ်ချက်နော်နောက်တစ်ချက်ပါဆက်ပြောတော့ရတ္တခောပြမနာရာဂေနအဘိဘူတော် ပရိယာဒိနစေတောကာယေနဒုစရိတံစရတိဝါစာယဒုစရိတံစရတိမနတဒုစရိတံစရတိပုံနာတဲ့ຢာကတွေနဲ့เนาะလွှမ်းမိုးဖြီစီနှိမ့်ဆက်နေတဲ့ပုဂ္ဂိုလ်ဟာကာယေနဒုစရိတံစရတိကိုယ်ဖြစ်မကောင်းတာတွေကိုလည်းလုပ်တယ်တဲ့ဝါစာယဒုစရိတံစရတိနှုတ်ဖြစ်မကောင်းတာတွေကိုလည်းပြောတယ်တဲ့ နတ်တာဒုစီတန်စတဲ့စိတ်ထဲရလဲမဟုတ်တာတွေမကောင်းတာတွေကိုကြံနေတဲ့ညင်းလို့ရမလားမရဘူးเนาะဆွဲမဲ့လာပြီဆိုလို့ရှိရင်မဟုတ်တာလုပ်တယ်မဟုတ်တာပြောတယ်မဟုတ်တာတွေတွေးတယ်ရာဂိပိနေနေဝကာယဒုစီတံစေတိနဝါစာယဒုစီတံစေတိနမနတဒုစီတံစေတိအကယ်၍ရွှဲမဲ့မှုကပယ်လိုက်မယ်ဆိုလို့ရှိရင်မဟုတ်တာလည်းမလုပ်တော့ဘူးမဟုတ်တာလည်းမပြောတော့ဘူးမဟုတ်တာလည်းမတွေးတော့ဘူးတဲ့ဟောနှစ်ပိုက်ရှိသွားပြီနော် ဘာမှနားမလဲကြမရှိဘူးနော်ဒီဆွဲမဲ့မှုကိုခြေခံပြီးတော့မဟုတ်တာတွေလှုပ်ကြတာတွေမဟုတ်တာတွေပြောကြတာတွေမဟုတ်တာတွေတွေးကြတာတွေလောကကြီးမှာအလွန်မှကြည်ကြဲလောင်လောင်ကြားနေရတာမရှိဘူးလားရှိတယ်ဒါအလွန်ရှင်းတဲ့ကိစ္စနော်နောက်ပြီးတော့သုံးခုမြောက်ပါပြောတော့ဒါနောက်ဆုံးလေးပြောထားရတောခောပြမနာရာဂိနအဘိဗုဒ္ဓပရိယာဒိနစေတောအထထံပိယထာဘုဒ္ဓနပ္ပဇာနာတိပရထံပိယထာဘုဒ္ဓနပ္ပဇာနာတိဥပယထံပိယထာဘုဒ္ဓနပ္ပဇာနာတိတဲ့ ဇာကလွှမ်းမိုးခံရတဲ့ပုဂ္ဂိုလ်ဟာအထက်ထံပြီးယထာဘုဒ္ဓနတ်ဇာနာတိကိုယ့်ရဲ့အကျိုးစီးပွားအစ်စ်ကိုမှန်မှန်ကန်ကန်မမြင်ဘူးတဲ့အသေးစိတ်လေးပြောမယ်ဆိုရင်တော့အလွန်ကောင်းမယ်နော်ဒါဒီယောဂီတို့မှစဉ်းစားနိုင်တဲ့စွမ်းအားရှိပါတယ်ဟုတ်လားဇာကလွှမ်းလာပြီဆိုရင်ဒီလိုဟာအဲ့ဒီအခိုက်အတန့်မှာကိုယ့်ရဲ့အကျိုးစီးပွားကိုမှန်မှန်ကန်ကန်မမြင်နိုင်ဘူးတဲ့ ပရဒံပိယထာဘုဒ္ဓနဗ္ဗဇာနာတိသူတို့ဘာရဲ့အကျိုးရှိဘဝကိုလည်းမမှန်ကန်ကန်သူမမြင်နိုင်ဘူးတဲ့ဥပယဓမ္မိယထာဘုဒ္ဓနဗ္ဗဇာနာတိမိမိသူတို့ဘာနှစ်ဦးသားတို့ရဲ့အများရဲ့အကျိုးရှိဘဝကိုလည်းမမှန်ကန်မမြင်တော့ဘူးတဲ့ပိန်သွားတယ်ပိတ်သွားတယ်ဗောနော်ညံမျက်စိဟာဟုတ်လားဆွဲမဲ့မှုကလည်းမလုပ်တာဖုံးလိုက်တာဗော ဟုတ်လားသုံးချက်မှတ်ရမယ်နော်ယာကရဲ့အဖြစ်ကိုဟုတ်လားပထမပြောတာကယာကလွန့်လာပြီဆိုလို့ရှိရင်ကိုကိုကိုပင်ပန်းစီတယ်သူတို့ဘာကိုပင်ပန်းစီတယ်စိတ်မှာဆင်းရဲခြင်းနှလုံးမသားမရခြင်းကို ခံစားရတယ်ဒုတိယပြောလိုက်တာကຢာကလွှမ်းလာပြီဆိုရင်ဗုဒ္ဓလှုပ်တယ်မမှန်တာပြောတယ်မသင့်တော်တာကိုတွေးတယ်ဒုစရိုက်တွေလှုပ်တာကိုပြောတာတတိယပြောတာကຢာကလွှမ်းလာရင်ကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းမမြင်ဘူးသူများအကျိုးစီးပွားကိုလည်းမမြင်ဘူးတဲ့ဘာအကျိုးစီးပွားမှဒီလိုမသိနိုင်ဘူး လောက်ကောင်းတော့ဟုတ်လားဒေါသကိုလည်းအဲ့ဒီတိုင်းပဲဟောတယ်မောဟကိုလည်းအဲ့ဒီတိုင်းပဲဟောတယ်တော့မကြည်နှံ့မှုစိတ်မချမ်းမသာမှုဒေါသဖြစ်လာပြီဆိုရင်ဒီလိုဟာကိုယ်ကိုလည်းပင်ပန်းစေတယ်သူများကိုလည်းပင်ပန်းစေတယ်စိတ်မှလည်းပဲဆင်းရဲမှုပူလောင်မှုတွေကိုခံစားရတယ်ဒေါသလွှမ်းလာပြီဆိုလို့ရှိရင်မဟုတ်တာတွေလုပ်မယ်မမှန်တာတွေပြောမယ်မသိတော်တာတွေတွေးမယ်ဒေါသလွှမ်းလာပြီဆိုရင်ကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းမမြင်ဘူးသူများအကျိုးစီးပွားလည်းမမြင်ဘူးဒါအလွန်မှရိုးရှင်းတဲ့တိလွယ်တဲ့အကြောင်းအရာတစ်ခုပါဟုတ်လား အဲ့ဒါလိုပဲမောဟလွှမ်းလာပြီဆိုရင်လည်းပဲဒီ၃ချက်ပဲเนาะကိုယ့်ကိုယ်ကိုပင်ပန်းစေမယ်သူတို့ဘာကိုပင်ပန်းစေမယ်စိတ်ထဲမှာလည်းပဲမသက်မသာခံစားရမယ်ဘုဒ္ဓါတွေလုံးမယ်မမန္တာတွေပြောမယ်မသိမ့်တော်တာတွေတွေးမယ်ကိုယ်ကျိုးစီးပွားသူတို့ဘာကျိုးစီးပွားကိုမမြင်ဘူးဒါအနှစ်ချုပ်ပြောတာဟုတ်လားဒါကຢာကဒေါသမောဟလို့ဆိုတဲ့တရားဓမ္မတို့အရင်တို့ရဲ့တဏ္ဍာမှာအကြောင်းအားလို့ဆိုတာဖြစ်ဖြစ်နေတဲ့မကောင်းတဲ့ဓာတ်တဘာဝတို့ရဲ့ အကျိုးအာနိသင်တနည်းအားဖြင့်တို့ရဲ့အစွမ်းကိုပြောတာဟုတ်လားအဲ့တော့ဦးဇင်းတို့တရားလေးကသောသောကလေးကိုဆက်သွားမယ်နော်ပရပိုက်ကရှင်အနန္ဒာကိုမေးတာဘသူရဲ့တရားဟာလောကမှာအကောင်းဆုံးဟောထားတဲ့တရားလေဘသူတွေဟာလောကမှာအကောင်းကောင်းကျင့်နေကြတာလေဘသူတွေဟာလောကမှာအကောင်းဆုံးကျင့်ပြီးကြတဲ့ပုံကိုယ်တွေလေတဲ့အဲ အကျင့်မြတ်ကိုဝါသနာပါကြတဲ့ပုံကိုယ်တွေအတွက်ဒီမေဂွန်၃ချက်ရဲ့အဖြစ်ကိုရှင်းရှင်းလင်းလင်းသိထားတဲ့နဲ့ရှင်အနန္ဒာရဲ့ဉာဏ်ပညာဆိုဘယ်လောက်ကြီးတယ်လဲသူပြောတာဘယ်လောက်သဘာဝကျလဲဆိုတာကိုသူ့ရဲ့အဖြစ်ကိုကြည်ကြံဖြင့်ဦးဇင်းတို့သိရလိမ့်မယ်ဟုတ်လားအဲ့ဒီမှာရှင်အနန္ဒာကဘယ်လိုဖြေလဲဟောရှင်အနန္ဒာဖြေတာအလွန်မှသဘောကျတယ်အကောင်ရှင်အနန္ဒာကဘယ်လိုဖြေလဲဆိုတော့တေနဟိဂဘတိတင်ညေဝိထပရိဘုဆိတ်တာမိတယ် ကာပတိဆိုတာအိန့်ရှင်တရားကတကကြီးပေါ့နော်တကကြီးတဲ့အဲ့လိုဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တင့်ဥပံကပြန်မေးမယ်တဲ့အခုပြောလိုက်သမောဟတို့နဲ့ဆက်ဆက်နေတဲ့အကြောင်းအရာလေးတွေကိုပြောတာပေါ့နော်လူရှင်နေနေနဲ့တော့တို့အလူကအလူပေးတဲ့ပုံကဘက်ကပြည်စုံအောင်မယ်အင်္ဂါရက်တွေတော့ပြည်စုံအောင်တို့ရတာဝင်ပဲဟုတ်လား အလိုခံတဲ့ပုံကိုယ်တွေဘက်ကပြည်စုံရမဲ့တာဝန်တွေကိုယောဂီတွေကသူတို့တာဝန်သူတို့လုပ်နေကြတယ်။ဒါကိုတွေးပြီးတော့လည်းပဲဒါနရှင်တွေအနေနဲ့ဝမ်းသာဖို့ဝမ်းမြောက်ဖို့မရှိဘူးလားရှိတယ်။ယောဂီတွေအနေနဲ့ဝမ်းသာဖို့ဝမ်းမြောက်ဖို့ကအော်ငါတို့ဟာနော်အကောင်းဆုံးတရားကိုနာယူပြီးတော့အကောင်းဆုံးအကျင့်ကိုကျင့်နေကြတယ်။အကောင်းဆုံးကျင့်ပြီးသူဆိုတဲ့အနေအထားကိုဥတည်ရှိရှိပြီးတော့အလုပ်လုပ်နေကြတဲ့ပုံကိုယ်တွေလို့ကိုလုပ်နေတဲ့အလုပ်ရဲ့တန်ဖိုးမြင့်မြတ်မှုကိုမြင်ဖို့မလိုဘူးလားလို့လေ။အဲ့ဒါဆိုလို့ရှိရင်အာအာ လုံးနော်ခွန်အားအတီးတီးဖြစ်ကြမယ်ပေါ့ဟုတ်လားဒါကြောင့်ကိုယ့်ကိုယ်ကိုရှစ်ဆေးရမယ်နော်ငါလုံးနေတဲ့အလုံးဟာယာကဒေါသမောဟကိုနေပါစေတဲ့အလုံးဟုတ်ရဲ့လားမသိနိုင်ဘူးလားသိနိုင်တယ်သိနိုင်တယ်เนาะသိနိုင်တယ်သိနိုင်တယ်ဟုတ်လားတတိလေးတအားပြီးတော့နေလိုက်တိုင်းနေလိုက်တိုင်းเนาะဆွေမမှုရှားကမကြည်နှံ့မှုဒေါသမသိမှုမောဟအတိုင်းအတာတစ်ခုထီတော့နေပါသွားတာပဲ ဒါပေမဲ့ဥမာတစ်ခုနဲ့ပိဋကတ်ကိုရှင်းပြောရမယ်ဆိုရင်ဟိုလက်သမားကင်တဲ့ပဲကိုရွေကိုမြတ်စွာဘုရားဥမာပေးပြီးတော့ဟောတဲ့ဒေသနာတစ်ခုရှိတယ်ဟုတ်လားလက်သမားတွေကင်တဲ့ပဲကိုရွေသူကအတ္တမနဲ့လှုပ်ထားတာပဲလေနှစ်လကြာရှိကင်လာပြီးရှိလို့ရှိရင်အဲ့ဒီအလွန်မာကြောတယ်လို့ဆိုတဲ့အတ္တမနဲ့လှုပ်ထားတဲ့ဒီပဲကိုရွေဟာအရာလေးတွေထင်လာတယ်ဟုတ်လားအဲတလားလောက်နဲ့တစ်နှစ်လောက်နဲ့အရာထင်လားမထင်ပါဘူး ကင်နာသားတော့ပြောင်းလာတာတော့ပဲရှိမယ်ပေါ့ဟုတ်လားပြီးရင်ကြာကြာကင်လာတဲ့ခါကျဘာဖြစ်တော့အရာတွေညာလက်ချောင်းအရာတွေထင်လာတယ်နော်တခါတော့မတို့အင်းရဲ့တန်တမာနော်ဖြစ်ပေါ်လာခဲ့တဲ့ယာကဒေါသမောဟကအဲ့ဒီအတ္တမာတဲ့အများကြီးခိုင်မာနေလိမ့်မယ်နော်ဟုတ်လားစဉ်းစားကြည့်ဟုတ်လားဒါကြောင့်ကိုယ့်ကိုယ်ကြည့်လိုက်တော့ငါအရာလည်းမထင်ပါလားဆိုတော့အရာထင်လားမထင်လားခဏနာကြည့်နေလို့လည်းရမှာမဟုတ်ဟုတ်လားတော်တော်နဲ့တော့အရာထင်ပါတော့မဟုတ်ဘူးနော်ဒါပေမဲ့ သေးကြတာကတော့ညံ့မှအနေနဲ့စဉ်းစားကြည့်ရယ်။ကိုင်မာများရင်တော့အရာကတော့ချင်းလာမှာပဲ။ ဒီနေ့နဲ့မနေ့ပြန်ကွက်ပြားမှုကိုမမြင်ရတော့လည်းပဲကွက်ပြားမှုရှိတယ်ဆိုတာကတော့ညံနေတော့သိနိုင်တယ်ပဂရိမျက်စိနဲ့တော့မသိနိုင်ဘူးပေါ့နော်ဒီဘက်ကကလေးကဒီနေ့နဲ့မနေ့ပြန်နဲ့မတူဘူးဆိုတာကိုမျက်စိကမသိနိုင်ဘူးညံကတော့သိနိုင်တယ်ဘောဆိုတကယ်အရာထင်သွားပြီဆိုတော့လည်းပဲတရချင်းတင်းနေတရင်ထင်သွားတာမှမဟုတ်ဘဲနဲ့တရနေ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 မသိနိုင်လောက်အောင်နေတဲ့အဆင်ပဲနော်တကယ်တမ်းကဟုတ်လားဒါကြောင့်ပိတ်သက်တို့လည်းပဲတရားအထုတ်တဲ့ချိန်မှာအဲငါရာကဒေါသမောဟတွေကလည်းမနေပါလားလို့အဲ့လိုလည်းပဲမတွေးမိစေနဲ့နေသွား တာကိုသိချင်မှသိမယ်ပေါ့ဟုတ်လားသိတာထင်ရှားလာအောင်ယုတ်ကြည့်တော့နဲသွားမှာတော့မဟုတ်ဘူးဒါကတော့ကိုယ့်ရဲ့ကြိုးစားအထုမှုပေါ်မှာမူတည်ပါတယ်သို့တော့ထင်ရှားတာကတော့အာထုံနေတဲ့အခိုက်အတန့်မှာအဲ့ဒီလိုမကောင်းတဲ့စိတ်အနေထားတွေဖြစ်မလာတာကတော့မတည်ကြဘူးလားတည်ကြတယ်တည်ကြတယ်နောက်တစ်ခါတလေတချို့ဆိုရင်ပြောကြတာရှိပါတယ်ဟိုဘဝရဲ့ပေါ်မှာအထူးသဖြင့်နောက်ကိုယ်ကတော့တံပိုးထားခဲ့တဲ့စီးတဲ့ဥစ္စာတွေ နောက်ကုန်နေနောက်လူသားသူကြတဲ့သွားကျင်တာတွေကောင်းတယ်လို့ထင်ခဲ့တာတွေအဲ့ဒါတွေရဲ့ပုံမှာဩဒါတွေဟာဘာမှမမောစရာမဟုတ်ပါလားဆိုတဲ့အမြင်နဲ့စိတ်ထဲမှာရှင်းထုတ်ထားနေတဲ့လူတွေတချို့ရှိတယ်။ဒီကုန်းတော့မက်တယ်အခုသိပြီတော့မမက်ဘူးဘာမှမဟုတ်ပါဘူးလို့နားလေတယ်ပေါ့နော်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းသူတို့ဟောင်းတို့ဘုသူ့ရဲ့တရားဟာအအောင်ဆုံးတရားလေ ဘသူတွေဟာအကောင်းဆုံးကျင့်နေတာလဲဘသူတွေဟာအကောင်းဆုံးကျင့်ပြီးသူလဲဆိုတဲ့အရေးပါတဲ့မေခွန်း၃ချက်ကို ပုဂ္ဂလဒိဋ္ဌံမပါဘဲနဲ့ဓမ္မဒိဋ္ဌံတက်တက်ရှင်အနန္ဒာကိုတော်မြတ်ဖြည့်ပြသွားတာအလွန်မှနှစ်သက်စရာအကောင်းပါနဲ့ဟုတ်လားအေးဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့ဒီအပမရာဆိုတဲ့တတိတရားလက်ခံထားပြီးတော့အမြတ်သောအကျင့်ကိုဆွမ်းဆွမ်းတမန်ကျင့်သုံးနိုင်ရတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ ယောဂီများနဲ့တကွာကုသိုလ်ရှင်များနဲ့တကွာအလုံးကြိုးစားအထုပြုလုပ်ကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်တွေကြောင့်ဘုရားတပည့်တော်တို့ဒီမညံပုညမြင့်နိဗ္ဗာန်ကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုဝရစေကုန်တော်ဟုပတ္တနာအောင်စုပြုကြကုန်ရာတည်